security sector ဆိုတာကကျမတို့ကဟိုအသက်ပေးပြီးတော့လုပ်ရတဲ့နေရာဖြစ်တယ်ပေါ့နော်အသက်ပေးပြီးတော့လုပ်ရတဲ့နေရာမှာကျမတို့ကြားထဲမှာဒီနိုင်ငံရေးအရာဂရီကိုတည်ပြီးတော့နိုင်ငံရေးအရာယုံကြည်မှုတွေအခိုင်အမာမတည်ဆောက်ထားဘဲနဲ့အားလုံးကတော့မူအားဖြစ်တော့သဘောတူကြတယ်ဒါပေမဲ့အဲ့အရာတွေကိုလောက်ဝေး တကယ်ကိုပဲအာယုံကြည်တောက်ဝင်ပြီးတော့မကြင့်သုံးဘူးဆိုရင်တော့အဲ့ဒါတွေကဘလောက်ပဲလုံလို့အထမြအောင်မြင်မှာမဟုတ်ဘူးလို့ကျမအနေနဲ့ပြောချင်တယ်စစ်တပ်ကနော်သူတို့အာဏာရရေးအတွက်ကိုသူတို့အစင်တစားရေးသူတို့ကြိုးစားလာခဲ့တယ်နှစ်ပေါင်း80ကြိုးကြကြိုးစားလာခဲ့တယ်အဲ့ဒီကြိုးစားတဲ့အချိန်မှာလည်းသူတို့ကဘာလုပ်လဲဆိုလို့ရှိရင် divide and rule ပေါ့နော်သွေးခွဲအုပ်ချုပ်တဲ့ဟာကိုကျင့်သုံးခဲ့တယ်ကျမတို့အားလုံးကပြန်ပြီးတော့တိဆောက်ဖို့လုံနေတာကအဲ့ဒီလိုမျိုးသွေးခွဲအုပ်ချုပ်ခဲ့တဲ့အပေါ်မှာကျမတို့ကငါတို့အပြန်လန်ယုံကြည်လေးစားမှုတွေဘယ်လိုမျိုး ြန်ပြီးတော့တိဆောက်ကြမလဲဆိုတဲ့အပိုင်းကလုံးဝကိုအားနည်းနေတဲ့အပိုင်းလို့ကျွန်မမြင်ပါတယ်ကျမတို့ကဖက်ဒရယ်ဒီမိုကရေစီအခြေခံမူတွေကိုတောက်ဝင်ယုံကြည်ပြီလားယုံကြည်ပြီဆိုရင်တော့ကျမတို့ကကျင့်သုံးမှုလိုအပ်တယ်ကျမတို့ကျင့်သုံးပြီဆိုရင်တော့ဒါကကျမတို့ရဲ့လက်တကမ်းမှာပဲရှိတယ်အနည်းလေးပဲဆိုတာကိုပြောချင်တယ်